တရုတ်က၎င်းတို့သိမ်းဆီးထားတဲ့လက်နက်အမျိုးအစားတစ်မျိုးဖြစ်တဲ့ DF5 nuclear လက်နက်ကိုအသေးစိတ်ထုတ်ပြလိုက်ပြီပဲဖြစ်ပါတယ်။ဒါ့အပြင် American ကတရုတ်ရဲ့ချင်းချောက်မှုလိုပဲယူနေတာပဲဖြစ်ပါတယ်။ကမ္ဘာအခေကျင်းမှာစစ်ပွဲတွေနဲ့ပြင်းထန်လာနေတဲ့အချိန်မှာတရုတ်အနေနဲ့ဘာကြောင့်ဒီလိုမျိုးလက်နက်ထုတ်ပြရတာလဲလို့မေးခွန်းတွေကထွက်နေပါတယ်။လက်ရှိကြည့်ရမယ်ဆိုရင်ရုရှား၊ယူကရိန်းအရေး၊ဂါဇာကမ်းမြောင်အရေးနောက်ပြီးတော့ ဒီအာရှလိုက်မှာဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်စင်မီဘွားထိုင်းနဲ့ကမ္ဘောဒီးယားစင်မီဘွားတွေရှိနေတဲ့အချိန်မှာတရုတ်ကသူတို့စီမှာလည်း DF5 နျူကလ িয়ার လက်နက်ရှိတယ်ဆိုတာထုတ်ပြလိုက်တာပဲဖြစ်ပါတယ်တရုတ်နိုင်ငံနျူကလ িয়ার လက်နက်တွေကအရေးစင်လာအဖြစ်အထူးလိုအပ်ထားတာပါအထူးသဖြင့်တီးကြပြစ်နိုင်တဲ့ဒုံးကျည်စွမ်းရည်တွေနဲ့ဖြန့်ကျက်တဲ့စင်မီနဲ့ပတ်သက်ပြီးလိုအပ်ထားပါတယ် အခုက DF5 တိုက်ချင်းပြပက်ထရီနိုညင် ICBN နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဗားကြောင့်များ လူသိရှင်ကြားထုတ်ဖော်ခဲ့လဲဆိုတာရှင်းရှင်းလင်းလင်းမသိရဘူးလို့သတင်းထုတ်ပြန်ထားပါတယ်။တရားဝင်သတင်းထုတ်ပြန်ချက်တွေဟာပုံမှန်အားဖြင့်လက်လက်နဲ့ပတ်သက်တဲ့သိပ္ပံနီးကြတိကြတဲ့အသေးစိတ်အချက်အလက်တွေရှောင်လွှဲပြီးဝေရရမတိကြတဲ့ကိစ္စတွေကိုပဲပြောတာဖြစ်ပါတယ်။ ဒါပေမဲ့တနင်္လာနေ့ထုတ်လွှင့်မှုမှာထူးခြားတာကတရုတ်နိုင်ငံရဲ့ပထမမျိုးဆက်မဟာပြူအမြောက် ICBM လို့ဖော်ပြထားတဲ့အစ်စ်20ရှိတဲ့ DF5 ဒုံးကြီးကိုဖော်ပြလာတာပါအဲ့ DF5 ဒုံးကြီးကမဂါဒန်3မှ40ပောက်ကွဲထွက်နိုင်တဲ့နျူကလ িয়ার ထိပ်ဖူးကိုတဲဆောင်ပေးနိုင်တယ်လို့ထုတ်ဖော်ပြတာပါလေအဲ့ဒီဒုံးကြီးဟာအမြင့်ဆုံးကွာဝေး9460မိုင်ထိပြင်နိုင်ပါလေဒီကွာဝေးဟာအမေရိကန်ပြည်ထောင်စုနဲ့နောက်ဥရောပတို့ကိုတရုတ်ကနေပြီးတော့တိုက်ရိုက်ထိမှန်အောင် ဖြက်စီးပစ်ဖို့လုံလောက်ပြီးတော့မီတာ900ပေ1600တွင်တိကျမှုရှိတယ်လို့ဖော်ပြထားပါတယ်။ခင်မီစီရေးဆိုင်ရာယူဝါဒအရအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ထပ်လောင်းပြောပါတယ်။အဲ့ဒီတုံးကြီးဟာအချင်း3.35မီတာနဲ့အလျား32.6မီတာရှိပြီးအလေးချိန်183တန်ရှိတယ်လို့တရုတ်စစ်တပ်ကပြောပါတယ်။ဒုံးကြီးရဲ့ထိပ်ဖို့ထွက်တော့ဟာလေးမကတန်တရှိမိဒီပြက်ကပါစီပြီးအမေရိကန်က ဟီရိုရှိမနဲ့နာဂါဆိုင်ကိုကျဲချခဲ့တဲ့လူမျိုးပေါ်ကအစနှစ်ဟာပိုပြင်းပါတယ်။လက်ရှိတရုတ်စစ်တပ်ကအဲ့ဒီတုံးကြီးကို1980ပြည့်လွန်နှစ်အစောပိုင်းကတည်းကတီထွင်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတုံးကြီးဟာတရုတ်နိုင်ငံရဲ့နျူကလ িয়ার တားဆီးမဟာဗျူဟာမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ DF5 မရှိရင်တရုတ်နိုင်ငံဟာယုံကြည်လောက်တဲ့ ဒီဆိုင်ရာတိုက်ခိုက်မှုစောင့်ရင်ရှိတဲ့နိုင်ငံ ဖြစ်မှတ်ယူမှာမဟုတ်ပါဘူး။ဒါဟာတရုတ်နိုင်ငံရဲ့နျူကလ িয়ার အင်အားကြီးပါဝါနိုင်ငံဖြစ်လာရင်မှအရေးပါတဲ့ချက်ပါ။တရုတ်နိုင်ငံကိုရှော့တွက်လို့မရဘူးဆိုတာကဘာကြီးကိုပြသနေတာပဲလို့တရုတ်စစ်တပ်မှအကြီးတန်းဗိုလ်ချုပ်ကြီးတွေကပြောပါလေ။တနည်းအားဖြင့်ပြောရရင်တော့ထိုင်ဝမ်ကိုအမေရိကန်ကလက်နက်ထောက်ပံ့ပေးနေတဲ့ချိန်မှာတရုတ်ကအဲ့ဒီလိုလက်နက်တွေကိုသူတို့မှလည်းရှိတယ်ဆိုတာထုတ်ပြလာတာပဲဖြစ်ပါလေ။ထိုင်ဝမ်ကိုတစ်ဖက်နဲ့ချင်းချောက်မှုပဲဖြစ်ပါလေ။ ဒါအပြင်မကြာသေးမီကာလာတမပုံမှုအစင်းမြင့်တဲ့မော်ဒယ်သစ်တွေကိုလည်းမိတ်ဆက်နိုင်ဖို့ရှိတယ်လို့တရုတ်စစ်တပ်ဗိုလ်သူကြီးတွေကပြောပါတယ်။တရုတ်ဟာကမ္ဘာကိုမပြသေးတဲ့ပိုအားကောင်းတဲ့ဆွမ်းဆောင်ရည်တွေရှိပါတယ်လို့သူတို့ကပြောပါပါတယ်။ မေရိကန်ရဲ့မြေပြင်ခြေဆိုင်ဒုံးကြီး Minuteman 3ဟာ1980ပြည်နှစ်မှာစတင်တုံးခဲ့ပြီးအဲ့ဒီဒုံးကြီးမှာထိပ်ဖူးတစ်ခုသာတက်ဆင်ထားပါလိမ့်။တရုတ်နိုင်ငံကအခုက၎င်းတို့မှာနျူကလ িয়ার ထိပ်ဖူးများစွာတည်ဆောင်နိုင်တဲ့ DF5 လူကွဲတပ်တွေနဲ့ DF31 နဲ့ DF41 ကဲ့သို့နည်းပညာအသစ်ခေတ်မီမိုဘိုင်းစနစ်တွေကိုလည်းတိုးချဲ့အသုံးပြုလာနိုင်ပြီဆိုတာပြသလိုက်တာဖြစ်ပါလိမ့်။ပြီးခဲ့တဲ့နှစ်မှာတရုတ်နိုင်ငံဟာစေစုနှစ်၄ခုနှစ်အတွင်းသူတို့ရဲ့ပထမဆုံး ICBM စမ်းသပ်မှုကိုပြုလုပ်ခဲ့ပြီးတော့ ပြတ်မမဟုတ်တဲ့ပစိဖိတ်သမုဒ္ဒရာအတွင်းအဲ့ဒီထိပ်ဖူးကိုပြစ်လွတ်ဆန်တတ်ခဲ့ပါတယ်။ဒေါင်းကြီးကတရားသတိဝါရဲ့ခင်မီမျိုးစားမှုပွဲဖြစ်လာတယ်လို့လေးလာသူတွေကဆိုပါတယ်။တရုတ်နိုင်ငံမှာစစ်စင်ရေးနျူကလ িয়ার ထိပ်ဖူးပေါင်း600ကျော်ရှိတယ်လို့ပင်ကောကခံမှန်းထားပါတယ်။ဒါပေမဲ့2030မှာတော့အလုံး1000ကျော်သွားနိုင်ပွဲရှိပါတယ်။တက်စင်မှုတတိတိဆောက်ပြီးအဟောင်းတွေကိုပြန်မမဲ့ပြီးတော့အဓိကနေရာ၃ခုမှာဒေါင်းကြီးအစင်းရဲ့ပေါင်း20ရှိပါတယ်။ဘယ်နေရာတွေလဲဆိုတာတရုတ်စစ်တပ်ကမပြောပါဘူး။ ဘေဂျင်းဟာနျူကလ িয়ার လက်နက်ကိုပထမဆုံးအသုံးပြုမယ်လို့ဆိုတာပဲမဲ့မိမိဘက်ကစတင်အသုံးမပြုရဲဆိုတော့မူဝါဒကိုလိုက်နာထားကြောင်းပြောပါလိမ့်။ဒါအပြင်နျူကလ িয়ার မရှိတဲ့နိုင်ငံတွေပေါ်မှာအဲ့ဒီလက်နက်တွေလုံးဝအသုံးမဟုတ်ပါဘူးလို့တရုတ်စစ်တပ်ကဆိုပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါလိမ့်။ကာဇာပြစ်ခတ်ရစေးကိစ္စလွန်ကျွန်းကောင်စီမှဆိုတင်နေမှုအမေရိကန်ကဗီဒီယိုအာနာသုံးပယ်ချလိုက်ပါလေကာဇာကမ်းမြောက်ဒေသမှာပြစ်ခတ်ရစေးတောင်းဆိုမှုကုလသမဂ္ဂလွန်ကျွန်းကောင်စီမှဆိုတင်နေရမှာအမေရိကန်ကဗီဒီယိုသုံးပြီးပယ်ချသွားပါလေ ဇွန်လ၄ရက်နေ့ကလောကျွေးကောင်စီဖွဲ့ဝင်စင်္ဂါနိုင်ငံကဂါဇာမှာပြည်ခရဲ့စည်းရေးနဲ့လူသားချင်းစာနာထောင်မှုထောက်ပံ့တဲ့တားဆီးမရှိဝင်ရောက်နိုင်ရေးတောင်းဆိုဖို့ပဲပြခဲ့ကြပါမိုက်ကလောကျွေးကောင်စီရဲ့မြေတပ်ဖွဲ့ဝင်ငါးနိုင်ငံတွေမှာပေါ်ဝင်ပြီးဗီဒီယိုအားနာသုံးခုရှိပါတယ်ဂါဇာရင်းနဲ့ပတ်သက်လို့ကုလသမဂ္ဂလောကျွေးကောင်စီမှနိုဝင်ဘာလတုန်းကနောက်ဆုံးတစ်ချိန်အလားတူအစိုးတင်ခဲ့တဲ့အထောက်အပံ့မှာလည်းအစ္စရေးအမေရိကန်မဟာမိတ်ဖြစ်တဲ့အမေရိကန်ကဗီဒီယိုနဲ့ပယ်ချခဲ့ပါတယ် မြေနဲ့ဖော်ဝင်နေတဲ့လုံခြုံရေးကောင်စီဝင်ဆင်နိုင်ငံဟာသူတို့စူပေါင်းတင်နေတဲ့အဆိုအတွက်အမေရိကန်ကုစလင်တွေကိုညှိနှိုင်းဖို့အခုတပင်းစ조사ပေမဲ့အလဟတာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ကုလသမဂ္ဂဆိုင်ရာကုစလင်ဒေါ်တီရှီယာကတော့ခုတင်သွင်းတဲ့အဆိုဟာမြေပြင်ခြေနေမှန်နေဟာမတ်စ်ဖြောက်ကြားဖွဲ့ရဲ့အတင်းရမှုတွေကိုခြေခံပြီးကိုင်တွင်ညှိနှိုင်းနေတဲ့တနမန်ရေးအားထုတ်မှုကိုထိခိုက်စေနိုင်တယ်လို့ဆွတ်ဆွဲပါတယ်။နောက်ပြီးအဲဒီအဆိုထဲမှာအစ္စရေးနဲ့ဟာမတ်စ်ကိုဒဏ်ရာတဲ့သဘောမျိုးမှားရစွာသတ်မှတ်ထားတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂမှာအမေရိကန်ကဗီဒိုအာနာ၃နာကတော့တမောထရဲလက်ရှိဒုသမ္မတတန်ကာလအတွင်းပထမဆုံးဖြစ်ပါလေ။ဂါဇာမှာပြစ်ခတ်ရဲဆဲဘူအစ္စရေလဟာမတ်ကိုပါနိုင်ငံတကာကဖိအားပေးမှုတွေမြင့်တက်လာပေမဲ့တိုက်ပွဲတွေကဆက်ဖြစ်နေတော့မှာစစ်ပွဲကြောင့်ရဲသားတွေတိဆုံမှုဇက်တိုက်တိုးလာတဲ့ချိန်တွေပေါ်လူကျွင်းကောင်စီကတတိယအယုံဆိုင်ကံတွယ်ပေးစီလိုတယ်လို့ကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းကိုယ်စားလှယ်ကပြောပါတယ်။တစ်ဖက်မှာတော့ကုလသမဂ္ဂဆိုင်ရာအစ္စရေးတပ်မကြီးကလူကျွင်းကောင်စီမှာတင်သွင်းတဲ့အဆိုအရ အနှစ်သာရကင်းမဲ့ပြီးတော့နိုင်ငံရေးအရအစ္စရေးကိုထိုးနှက်ဖို့တသက်ပဲဖြစ်တယ်လို့ထောက်ပြသွားပါတယ်ဒီနေ့ဇော်လ9ရက်နေ့မှာအမေရိကန်ကအဲ့ဒီလိုမျိုးဗီဒီယိုအာဏာသုံးကန့်ကွက်ခဲ့ခြင်းပေါ်ဖွဲ့ဝင်နိုင်ငံတွေကပြင်းထန်ဝေဖန်ပါတယ်ထောက်ခံမဲ့စနေမဲ့ကောက်ကွက်မဲ့တမန်နဲ့ဆုံးဖြတ်ခဲ့ပေမဲ့အမေရိကန်နိုင်ငံသားအုပ်ဒီမိုကရေစီကဖွဲ့ဝင်ပြီးခုနဲ့ထုတ်ပြန်ခြင်းမှာအစ္စရေးကိုပြစ်မှတ်ထားတဲ့ဂါဇာနဲ့ပတ်သက်ပြီးအကျိုးမရှိနိုင်တဲ့ကုလသမဂ္ဂလူကြော်ရေးကောင်စီဆုံးဖြတ်ချက်ကိုအမေရိကန်ဆူရကဗီဒီယိုနဲ့ကန့်ကွက်တယ်လို့ဆိုပါတယ်အမေရိကန်ကခုလိုဗီဒီယိုအနာသုံးခြင်းဟာ တမောခန္ဓာတပ်ပြမဆုံးကျင်ပြလည်းဖြစ်ပါလိမ့်။ Israel နဲ့ Hamas ကြားမျှတမှုမရှိတဲ့ကိစ္စတွေကိုလည်းလုံးဝထောက်ခံမှာမဟုတ်ဘူးလို့နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောပါလိမ့်။ Project ကောင်စီဆုံးဖြတ်ချက်မူကြမှာဂါဇာဒေသချွတ်ချက်မရှိထာရပိခတ်ရဲ့စည်ရင်နှစ်ဖက်လုံးကလေးစားလိုက်တာပေါ့။ Hamas နဲ့အခြားဖွဲ့တွေကဖမ်းထားတဲ့ဒဇာကန်အလုံးချွတ်ချက်မရှိလွှတ်ပေးဖို့ဂါဇာကိုလူသားချင်းစာနာထောင်မှုဆိုင်ရာအကူအညီတွေဝေရောက်ခြင်းပေါ်ကန့်သက်ချက်အလုံးကျိုးသိမ်းဖို့တောင်းဆိုထားပါလိမ့်။ပါကစ္စတန်ရဲ့ကုလသမဂ္ဂ အောင်မြင်မှုမရတဲ့ခုဆုံးပြချင်ဟာလုံကျော်ကောက်စီတို့ကျောင်းဆိုင်ရာအစိုးရထိဖြစ်ဝေဖန်ပြီးရေရှည်ကျိုးဆက်တွေပဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂဆိုင်ရာတရုတ်တမ်းမကြီးဖူချုံရလည်းဂါဇာနဲ့ပတ်သက်ပြီးလုံကျော်ကောက်စီရဲ့လုံဆောင်မှုမရှိခြင်းအတွက်အမေရိကန်ရဲ့ကန့်ကွက်မှုကို ပြစ်တင်ရှုတ်ချခဲ့တာပဲဖြစ်ပါတယ်။မြန်မာပါဝင်နိုင်ငံများအပြားကိုပြည်ဝင်ခွင့်ပိတ်တဲ့ဥပဒေအမေရိကန်သမ္မတထံကဒီနေ့ပဲကျင်းပပါတယ်။ ်မိုက်ကန်ကိုအနီးရရှိတဲ့ပြည်ပနိုင်ငံသားတွေရဲ့ကာကွယ်ဖို့နိုင်ငံအများပြားကနိုင်ငံသားတွေလာရောက်ခွင့်ကိုပိတ်ပင်တားမြစ်တဲ့မိန့်ကိုသမ္မတထံကလက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်ဒီမိမအာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုအီကွေတိုရီယာဂီနီအီထရီးယားဟေတီယူရဲလီဗီးယားဆမလီးယားဆူဒန်နဲ့ယမန်နိုင်ငံသားတွေလာရောက်မှုကိုပြေဝါခံသက်ထားပါတယ်။တခြားခုနှစ်နိုင်ငံဖြစ်တဲ့ဘူရွန်ဒီ၊ကျူဘာ၊လာအိုစီယာလီယွန်၊တိုဂို၊တာမင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံသားတွေဝင်ရောက်မှုကိုတော့တစိတ်တပိုင်းခံသက်ထားပါတယ်။ ပြည်ဝင်ခွင့်အလုံးစုံပိတ်ပစ်ခံရတဲ့နိုင်ငံတွေဟာစီးစစ်တာနဲ့စစ်စစ်တဲ့လုပ်ငန်းစဉ်တွေမှာချုပ်နှိမ့်ချက်တွေရှိပြီးတော့ American တို့အလုံးအလျောက်အမြင်မှားကြောင်းဒါ့အပြင်ပြည်ဝင်ခွင့်အလုံးစုံပိတ်ရတဲ့နိုင်ငံတွေကနိုင်ငံသားတွေဟာ American မှာတရားမဝင်နေထိုင်တာတွေအများကြီးအကြောင်းအဲ့ဒီလူတွေကိုလည်းပြန်ပို့မယ်လို့သမားထောင်ကဆိုပါတယ်ဒီမိတ်ဟာဆို6ရက်နေ့အရှေ့ပိုင်းစံတော်ချိန်နနက်7:00နာရီတမိနစ်မှာစတဲ့အသက်ဝင်မှာဖြစ်ပါတယ် အဲ့ဒီနေ့မတိုင်ခင်တော့ထုတ်ပေးထားတဲ့ပြည်ဝင်ခွင့်တွေကိုရုပ်သိမ်းမှာမဟုတ်ဘူးလို့သမ္မတထရန့်ကဆိုပါတယ်။ကမ္ဘာ့ဗလာနဲ့အိုလံပစ်ပြိုင်ပွဲမှာအကလသမားတွေနီးပါးတွေနဲ့ဆွေးနွေးတွေကတော့ပြည်ဝင်ခွင့်ပိတ်ပင်တာကလည်းကျေလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ဥရောပမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေအမေရိကန်မှာလုံးဝဖြစ်မခံဘူးလို့သမ္မတထရန့်ကဆိုပါတယ်။လုံခြုံပြီးယုံကြည်လို့မရတဲ့ဘယ်နိုင်ငံကိုမဆိုအမေရိကန်ကိုပွင့်လင်းမြတ်တာတရားဝင်ရွှေပြောင်းနေထိုင်ခွင့်ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါနဲ့ထရန့်ကသူ့ရဲ့ပထမချက်တန်းတော့ကလည်းမွတ်စလင်နိုင်ငံများပြပေါ်ခီးသွလာခွင့်နေ ပိတ်ပင်ကတ်သတ်မှုတွေလောက်ခဲ့ပါလေလက်ရှိပိတ်ပင်တမ်းမြှောက်ဟာသူ့ရဲ့2024တမောမယ်ဆိုပါမှာကတိကိုအတည့်ရလည်းဖြစ်ပါလေဒါအပြင်တမနာထန်ကအမေရိကန်ဆိုရဖက်ဒရယ်ရမုံဝင်များနဲ့မှာပြည်ပကိုပေးဖို့အကူအညီနဲ့တရေလုပ်ငန်းအတွက်ဥပဒေရေးလွတ်တော်မှတွေကအရင်တည်ပြထားပြီးဖြစ်တဲ့ ဒေါ်လာ6ဘီလီယံကျော်ပြန်ရုပ်သိမ်းဖို့ကွန်ဂရက်ကိုတရားဝင်တောင်းဆိုလိုက်ပါတယ်။ Elon Musk ရဲ့ DOG ဌာနမှတင်ပြခဲ့တဲ့အသုံးစိတ် short ချမှုတွေကိုတရားဝင်ဖြစ်စေဖို့လှုံ့ဆော်လိုက်တယ်လို့ The New York Times ကဖော်ပြပါတယ်။အင်ဂျီရောရဲ့စီမံခန့်ခွဲမှုနဲ့ဗန်နာရီထံသာတပြတောက်ခမှုမှာအထူးမိတ်နေနေတဲ့တမတ်ထရန်ဆော်ရခဲ့တဲ့အစီအစဉ်22ခု DOG ကလုံဆောင်ခဲ့တဲ့အစီအစဉ်22ခုကိုတာဝန်ရှိသူတွေကဖော်ပြပါတယ်အဒီအစီအစဉ်တွေအရ short ချခဲ့တဲ့ငွေတွေမှာပြပအကူအညီများမှဒေါ်လာ8.3ဘီလီယံနဲ့ကျန်ရှိတဲ့ ဒေါ်လာ1.1ဘီလီယံမှာ NBR နဲ့ PBS တရင်ထဏာကိုရန်ပုံငွေထောက်ပံ့ပေးတဲ့ပြည်သူ့အတံလွင် Corporation ရဲ့ရန်ပုံငွေများမှဖြစ်ပါလိမ့်။ကွန်ကရစ်ရဲ့ဗန်နာရေးဆိုင်ရာလုံခြုံရေးအနာဂတ်ထရန့်ကပြင်းထန်စိန်ခေါ်နေသလိုဖက်ဒရယ်သုံးစိတ်များအားအစိုးရလိုချတိုင်းထိန်းချုပ်လိုကြောင်းထုတ်ဖော်လာခြင်းမှာအခုဒေါ်လာ9ဘီလီယံကျော်ကိုရုပ်သိမ်းပြီးဖို့တောင်းဆိုလိုက်တာဖြစ်ပါလိမ့်။အခုတောင်းဆိုမှုမှာအစိုးရဘက်ကပုံမှန်နည်းလမ်းလိုက်ဆောင်ရွက်နေပြီးတော့ဖက်ဒရယ်ငွေကြေးတွေကိုပြန်ညွှန်ကြားဖို့သူတို့ဂျိုဘတ်ဟိုကွန်ကရစ်ကသဘောတူဖို့တောင်းဆိုနေပါလိမ့်။ ဥပဒေပြုတ်တော်မှနေနေတဲ့ဒီလိုတောင်းဆိုမှုကိုလွတ်တော်နှစ်ရလုံးမှာမဲအများစုနဲ့တည်ပြုနိုင်ပါတယ်။ထိုင်းရထူးမင်းနဲ့တည်ပြုပြီးသားအတုံးစိရှော့ချမှုကိုကွန်ကရစ်ကဥပဒေဖြစ်ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်လို့ Republican ဥပဒေပြုတ်မှလွတ်တော်အမတ်တွေကပြောပါတယ်။ Ukraine လက်ချက်ကြောင့်လေးရင်အစည်း40ကျော်ပျက်စီးခံရတဲ့ကြားမှာပဲ Ukraine လက်နက်ချမှု Putin ကအလိုရှိနေသေးတယ်လို့သိရပါတယ် ရုရှားနိုင်ငံတွင်းပိုင်းနဲ့ဒီကိုလီနာလီနဲ့လှုပ်မှုကသွေးယူခဲ့တဲ့ယူကရိန်း drone 118စင်ကဇွန်လ10ရက်နေ့ကရုရှားလေဆိပ်လီကူမှာလေယာဉ်40ကျော်ပျက်စီးတဲ့အထိအနီးကပ်အလေးငယ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ပူတင်ကတော့ယူကရိန်းနဲ့ငြိမ်းချမ်းဆွေးနွေးမှုမှာအလွန်ကြီးမားတဲ့တောင်းဆိုမှုစဉ်ကိုထပ်မံထုတ်ပြန်အသိပေးနေစေဖြစ်ပါတယ်။ဆက်ရှိလာကြလို့ဝက်ပြင်ဆင်ရတဲ့ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်ဒေါ်လာ1.5ဘီလီယံကိုရုရှားပြည်စီဆွန့်ရှုပ်ခဲ့ရ ရုရှားမီဒီယာတွေကိုယ်တိုင်ကပလဲစိတ်ကံဘုံကျဲခံရတာမျိုးနဲ့တူနေပြီးလို့ခိုင်းနိုင်ပြောပါတယ်အဲ့ဒီချိန်မှာအမေရိကန်သမ္မတခန်းကကြားဝင်ပြီးရုရှားယူကရိန်းငင်းကျဲရေးစာချုပ်အစိုးပြုတ်ထားမှုကိုလက်ခံဖို့ပူတင်ဘက်ကလောဘကြီးလာတဲ့တောင်းဆိုမှုစဉ်ကိုပေးပို့ထားကြောင်းလည်းအဲ့ဒီချက်တွေလက်မခံရင်ဆွေးနွေးဖို့မရှိကြောင်းဆိုပါတယ်ဒါအပြင်လက်ရှိယူကရိန်းရဲ့အဲ့ဒီလေရင်အစီး40ပျက်စီးအောင်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့တမယောပူတင်ကခွင့်လွှတ်မှာမဟုတ်ဘူးလို့ဆိုပါတယ် ယူကရိန်းကိုအပြင်းထန်ဆုံးလက်စားချေသွားမယ်ဆိုပြီးသမ္မတပူတင်ကမိမိကိုပြောကြောင်းသမ္မတထရန်ကဆိုပါလိမ့်ကြည့်ရမယ်ဆိုရင်တော့ရုရှားဟာယူကရိန်းနိုင်ငံရဲ့နှားပုတ်တဘုံခန့်တင်းချတာဖြစ်ပါလိမ့်နောက်ပြီးတော့ယူကရိန်းရှေ့ပိုင်းဒေသလေးခုမှယူကရိန်းတပ်အားလုံးဆုတ်ဖို့2014မှာခရိုင်းမီးယားဒေသကိုနိုင်ငံတကာမှရုရှားချုပ်ချအာဏာပိုင်တဲ့နယ်မြေဖြစ်သတ်မှတ်ပေးရမှာဖြစ်ကြောင်းပူတင်ကတောင်းဆိုထားပါလိမ့် ယူကရိန်းဟာစစ်အင်အားကိုတတ်မှတ်နိုင်တဲ့အရေးတက်မှသာချုပ်ပြီးဖွဲ့စည်းရမယ်။ဥပမာယူကရိန်းစစ်အင်အားတသိန်းစုံတသိန်းပဲရှိရမယ်လို့ပြောပါလိမ့်။ယူကရိန်းဟာဘယ်ပြည်ပစစ်တောက်ကိုမဆိုသူ့တိုင်းပြည်ထဲမှာမထားရဘူးဆိုတဲ့ချက်လည်းလိုက်နာရမယ်လို့ပြောပါလိမ့်။နေတိုးဖွဲ့တွေကိုလည်းလုံးဝမဝင်ရဘူးလို့ဆိုပါလိမ့်။ရုရှားမှာသဘောတူညီယူကရိန်းကိုဖျက်ချော်ရောင်းချောက်ခွင်ကိုလည်းခွင့်ပြုပေးရမယ်လို့ဆိုပါပဲ။နောက်ပြီးတော့ရုရှားရဲ့သဘောတူညီပိုက်လိုင်းကိုလည်းယူကရိန်းတပ်တွေကကာကွယ်စောင့်ရှောက်ပေးရမယ်လို့တောင်းဆိုထားပါလိမ့်။ နိုင်ငံရှိပိုင်း၄နေရာမှာစစ်တပ်တွေမရောက်ပေးနိုင်ဘူးဆိုရင်ပဲယူကရိန်းဘက်ကဆေးချွေဥတွေပြဋ္ဌာန်းချက်ကိုရောသိမ်းပြီးရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့တောင်းဆိုမှုတွေအထိပေါ်ဝင်ပါတယ်။အဲ့ဒီလိုတောင်းဆိုမှုတွေပေါ်ဝင်ပေမဲ့လည်းလက်ရှိအချိန်မှာတောင်းဆိုမှုတွေကတက်တက်နောက်ပြီးတော့လေရင်အစင်း50ကျော်ဖျက်ဆီးခံရတဲ့အတွက်ကြောင့်ယူကရိန်းကိုပြင်းပြင်းထန်ထန်လက်တော့ပြန်မှာကတက်တက်ဖြစ်တယ်လို့ရုရှားသမ္မတပူတင်ကပြောသွားပါတယ် ဂျပန်နိုင်ငံဟာကမ္ဘာအမြန်ဆုံး10စက္ကန့်ကို gigabyte တပန်းကျော်မြန်နဲ့အင်တာနက်ကိုပြသလိုက်ပါတယ်ဂျပန်နိုင်ငံအင်တာနက်အမြန်ဆုံးကြီးဟာကမ္ဘာစင်ကြီးတင်လိုက်ပါတယ်ဂျပန်သုတေသီတွေဟာ10စက္ကန့်ကို1.02 petabyte နှုန်းနဲ့ data တွေပို့လွှတ်နိုင်ခဲ့ပါတယ်ဒါဟာ10စက္ကန့်ကို gigabyte တပန်းကျော်ပို့လွှတ်နိုင်နေညပြီးတော့မိုင်1100ကျော်အကွာအဝေးကိုပို့လွှတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီအောင်မြင်မှုရဲ့အဓိကတော့ချက်ကလူရဲ့စံချီမြင့်သမျှပါလွှာတဲ့ 19 core optical fiber ကိုအသုံးပြုကြတာဖြစ်ပါတယ်။ဒီ fiber cable ဟာအတွင်းမှာတိကျ data လမ်းကြောင်း16ခုပတ်ဝန်းပြီးတော့ common fiber cable တွေထက် data ပေးပို့နိုင်စွမ်းကိုတိတိတတ်တာမြင့်တင်ပေးကြတာဖြစ်ပါတယ်။ဒီနည်းပညာသင်ဟာအနာဂတ်မှာ AI, 6G, IoT အစရှိတဲ့နည်းပညာတွေအတွက် လိုအပ်တဲ့မြန်တုံးမြင့်အင်တာနက်ကိုအထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။သူတို့ဖြင့်ဒီ fiber cable ဟာလက်ရှိသုံးနေတဲ့အခြေခံအဆောက်အအုံတွေနဲ့တွဲဖက်သုံးပြီးနိုင်လို့အနာဂတ်မှာပိုမြန်ဆန်တဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးကွင်းရအတွက်အလားအလာကောင်းတွေကိုဖော်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒီလုံဝမကုန်နိုင်မဲ့ဖုန်းကိုအာဖရိကလူငယ်လေးတူကတီထွင်ခဲ့ပါတယ်။ Simon Petrus ဆိုတဲ့နမဘီယာနိုင်ငံသားလူငယ်လေးတယောက်ဟာစင်းကလည်းမလို၊ဘေးဖြစ်စရာလည်းမလိုဘဲနဲ့ဖုန်းခေါ်ဆွနိုင်တဲ့ mobile phone တစ်မျိုးတီထွင်ခဲ့ပါတယ်။ ဆယ်လူလာလိုင်းနေလို့ပဲရေဒီယိုချိန်တော့နဲ့ဖုန်း9နဲ့ device မှာ Simon RD ဖုန်းကိုသူတည်တနာရေမုံငွေကရတဲ့ပတ်စံနဲ့တီထွင်ခဲ့တာမဟုတ်ပါဘူး။သူ့မှာသာကြောင်းတဲ့ရင်ဟိုအဒီကရတဲ့ electronic စိတ်ပိုင်းလေးတွေစုပြီးဖန်တီးခဲ့တာပါ။သူသုံးတော့တဲ့ပစ္စည်းတွေမှာခေဟောလက်ကင်ဖုန်းအစုပ်ကြီးတစ်ခုစီကပစ္စည်းပါတယ်လို့ TV အဟောင်းကထုတ်လုပ်တဲ့ပစ္စည်းတွေလည်းပါပါတယ်။ line တို့ကျင်းနဲ့အပြက်လက်စက်နံပါတ် radio စနစ်တွေလည်းပါပါတယ်။ simon format က TV ကြည့်ရတဲ့ feature ပါတယ်လို့ LED မီဖန်နဲ့ USB အားသုံးပုံတွေပါပါတယ်။ဒါတွေကိုအိမ်ဖြစ် circuit တစ်ခုနဲ့မောင်းနေနိုင်ပြီး ပြီးတော့ power suit ခုနှစ်ချိန်သုံးပါတယ်စစ်တပ်သုံး walkie talkie two way radio တွေနဲ့တူပေမဲ့မတူတာကသူကလက်ကင် mobile phone ပုံစံပြောင်းလိုက်တာပါ radio signal မိတဲ့ worldwide အတွင်းဘယ်နေရာမှာမဆို free call တွေခြိုက်ပြောင်းနေပါလေ phone line မိတဲ့နေရာတွေဒီမှာကဘေးကြောင်ဆက်သွယ်ရေးပြတ်တောက်သွားတဲ့နေရာမျိုးမှာရွှေလိုဖိုးတယ်မဲ့တီထွင်မှုလို့ဆိုနိုင်ပါတယ်ဒီတီထွင်မှုနဲ့ပဲ cyber threat ကစုရခဲ့ပါတယ်စိတ်မကောင်းစရာက electronic engineer မေဂျာနဲ့သူဘွဲရပြီးတာတော့မှ နှစ်နှစ်ကြာပြီဆိုပေမဲ့ခုတည်းသူ့နေပညာကိုဇီးကုန်ဝင်ထုတ်ကုန်ဖြစ်ထုတ်လုပ်ဖို့ဘယ်သူမှမထောက်ပံ့ဘူးလို့သိရပါတယ်။ဆိုင်မွန်ရဲ့ဘေးမကွန်တဲ့ဖုန်းဟာပရိုတိုတိုက်အနေနဲ့ပဲရှိသေးတယ်လို့သူလည်းခုတည်းအလုံးမရသေးဘူးလို့သိရပါတယ်။နောက်ထပ်နေပညာသတင်းတစ်ပုဒ်ပြောချင်တယ်ကြားဝေဟင်မှာတနိုင်းကို124မိုင်နှုန်းနဲ့ပြန်တန်းနိုင်တဲ့မိုးပြတ်ဆိုင်ကဟာတကယ်ဖြစ်လာပါပြီ။ပါတန်ဆိုသူဟာသူ့ရဲ့မိုးပြတ်ဆိုင်ကကို Volunet Air Pilot နဲ့ပြီးထားပြီးသူကိုယ်တိုင်စီးနင်းပြသခဲ့ပါတယ်။ ဖောင်လုံးနဲ့ AirPod ကိုတတော်နဲ့တောင်းချတဲ့လက်တွေ့စီးပွားတဲ့ဗီဒီယိုဖိုင်ကိုသူက YouTube မှာ share ချနေပါတယ်။ဖောင်လုံးရဲ့ website မှာ AirPod တွေကလူတယောက်တည်ဆောင်နိုင်ပြီးတစ်နာရီကို124မိုင်လောက်ထိပြန်သန်းနိုင်ပါတယ်။ကိုယ်တည်းကိုကြမ်းခံပြီးပေါ်ပါတဲ့အစင်းမြက် Carbon Fiber နဲ့ 3D Printing နည်းပညာသုံးပြီးထုတ်ထားပါတယ်။ပုံမှန်မော်တော်ဆိုင်ကနေတဲ့ဒီ AirPod တွေက9ဆတော့မှပူပေါ်တယ်လို့ပြောပါတယ်။တခြားငွေရေသုံးမိုးပြင်းရင်းနဲ့မတူတဲ့ချက်ကဒီ AirPod တွေမှာချက်အင်ချင်းတုံးစနစ်တုံးတာပါရှင်ကိုလိုလျောက်အချက်ထိန်ဖို့ flight computer နဲ့အစိမ့်ထားတဲ့ cobalt stabilization system လည်းပါပါတယ် airbag က single mount ကိုအာကာသပြင်ကနေ360 degree ပဲလဲရှူစားလို့ရအောင်အမှုမှုပါတဲ့ reflect design နဲ့လာပါတယ်လွတ်လပ်လပ်လပ်ညောလို့ရင်ရတာကိုအသက်တေးခံစားခြင်းနဲ့ bike ကလေးတွေ့တော့ airbag က impact ကိုပါဘောလုံးနဲ့ airbag တွေကိုစီးပွားဖြစ်ထုတ်လာဆိုတော့မသိရပါဘူးဈေးကွက်ရောက်မှဆိုရင်တော့ဘောလုံးတော့ကတည်းကဝယ်လက်ရှားစရာမလိုဘူးလို့ထင်ပါတယ် ကော်ဖီစီအယောင်ဆိုင်လင်းမှာကော်ဖီနုပညာဆိုင်ကြီးဖြစ်ကမ္ဘာအင်ပါယာစီကျယ်ပြန့်လာတဲ့ Starbucks ရဲ့ခရီးကြောင်းပြောချင်တယ်ဗျကမ္ဘာကျော်ကော်ဖီဆိုင်ကြီး Starbucks ရဲ့တမန်ကျောင်းဟာရိုးရှင်းတဲ့အိမ်မက်တစ်ခုကနေကမ္ဘာအကြီးဆုံးကော်ဖီလုပ်ငန်းကြီးဖြစ်လာပုံကိုပုံဖော်ထားတဲ့စိတ်ဝင်စားစရာအထူးပတိတပုတ်လိုပါပဲ Starbucks ကို1981မလ30နေ့မှာဆရာသုံးဦးကစတင်ထောင်ခဲ့ပါတယ်သူတို့ကတော့အင်္ဂလိပ်ဆရာ Jerry Bardwin ဆိုင်ရေးဆရာဂေါဒွန်ဘော့ကန်နဲ့သမိုင်းဆရာဂျာစီကဲတို့ဖြစ်ပါလေ CDM ရဲ့နာမည်ကျော် Pipeless Market အနေမှာစတင်တည်ထောင်ခဲ့တာဖြစ်ပါလေသူတို့သုံးဦးဟာအရေးသွေးမြင့် coffee နဲ့လက်ဖက်ရည်ကိုနှစ်သက်သူတွေပါအမေရိကန်မှာကောင်းမွန်တဲ့ coffee စီးတွေဝယ်ယူဖို့ခက်ခဲနေကြမှာရည်သွေးမြင့် coffee စီးတွေလက်ဖက်ရည်တွေနဲ့ခင်းခတ်မှုတန်တွေကိုရောင်းချတဲ့ဆိုင်လေးဖြစ်စတင်ခဲ့တာပါနာမည်ကိုရွေးချယ်တဲ့အခါမှာ Harman Malagi ရဲ့နာမည်ကျော်ဝတ္ထုဖြစ်တဲ့ Moby Dick ထဲက သင်္ဘောသားထိုးရဲ့နာမည်ဖြစ်တဲ့ Starbucks ကိုယူပြီးတော့ပင်လယ်ပြင် ခီးသွားလောင်နဲ့ Coffee Country ရဲ့ခီးရှိကြီးကို ပုံဖော်ခြင်းခဲ့ကြပါတယ်။သူတို့ရဲ့မူလ logo ကတော့ပင်လယ်လက်သမီးတို့ကိုပုံဖော်ထားတာပါ။ဒီ logo ဟာသင်္ဘောသားတွေကိုဆွဲဆောင်နိုင်တဲ့ Coffee ချစ်သူတွေကိုလည်းဆွဲဆောင်နိုင်စေဖို့ရည်ရွယ်ခဲ့ပါတယ်။ပထမဆုံး logo မှာလက်သမီးရဲ့ခန္ဓာကိုယ်ပြည့်နဲ့အပြီးနှစ်ခုကိုတော့မှဖော်ပြထားပါတယ်။ Starbucks Coffee Tea Spice ဆိုတဲ့စာတဲ့တွေဝယ်ရထားပါတယ်။ အော်စရာကောင်းတာကစောပိုင်းနေ့တည်းမှာ Starbucks ဟာ coffee ကိုဖြော်ပြီးရောင်းတာမျိုးမလုပ်ခဲ့ဘူးဗျ။သူတို့ဟာ sea light coffee တွေကိုသာအဓိကရောင်းချခဲ့တာဖြစ်ပါလေ။ Starbucks မိုင်မှာအရေးကြီးဆုံးအလဲပြောင်းမှုဦးဆောင်ခဲ့သူကတော့ Howard Schultz ရောက်လာခြင်းမှာ1982ခုနှစ်မှာ Howard Schultz ဟာ Starbucks ရဲ့လက်လီလုပ်ငန်းနဲ့ဈေးကွက်ရှာဖွေဒါရိုက်တာဖြစ်စတင်ဝင်ရောက်ခဲ့ပါလေ။1983မှာသူဟာအီတလီကိုခီးထွက်ခဲ့ပါတယ်။အဲဒီမှာမီလန်မြို့ရဲ့ကော်ဖီဆိုင်အက်စပရက်ဆိုဘားကြီးဂျင်းမှုကိုမြင်တွေ့ပြီးလုံးဝအံ့အသင့်သွားပါတယ်။ အီတလီလူမျိုးတွေဟာကော်ဖီဆိုင်တွေကိုလူမျိုးရေးအရတွေ့ဆုံရနေရတခုအိမ်နဲ့အလုပ်ကြာကတတိယမြောက်နေရာဖြစ်သုံးပြတော့ကိုသူကသဘောကျပါတယ်ဒီတတိယနေ့ပြန်လာတဲ့အခါဟာဝါရှာဟာစတာဘတ်ကိုလည်းအီတလီပုံစံကော်ဖီဆိုင်ဖြစ်ပြောင်းလဲဖို့ပိုင်ရှင်သုံးကိုအကြံပြုပါတယ်ဒါပေမဲ့မူလတည်ထောင်သူတွေကကော်ဖီစီရောင်းတဲ့လုပ်ငန်းပေါ်မှာပဲအယုံဆက်ချင်လို့သူ့အကြံကိုလုံးဝလက်မခံဘူးဗျာဒါနဲ့ဟာဝါရှာဟာ1985ခုနှစ်မှာစတာဘတ်ကနေခွဲထွက်ပြီးသူက သူ့ကိုယ်ပိုင် coffee ဆိုင်လေးတစ်ခုစတင်တည်ထောင်ခဲ့လေ။ဒါပေမဲ့ Starbucks ကိုတော့မကြုံနိုင်ဘူးဗျ။1989ခုနှစ်မှာပြောရမယ်ဆိုရင်တော့ Howard Schultz ဟာ Mula Starbucks လုပ်ငန်းကိုယင်းနှီးနှုန်းတဲ့သူတွေနဲ့စုပေါင်းပြီးတော့ဝယ်ယူခဲ့ပါလေ။အဲဒီမှာ Starbucks ပိုင်ရှင်သုံးဦးကလည်းသူ့ကိုရောင်းချထည့်ပါလေ။နောက်ပြီးတော့ Howard Schultz ဟာသူတည်ထောင်တဲ့ coffee ဆိုင် ကို Starbucks Corporation ဖြစ်ပြောင်းလဲခဲ့ပါတယ်။အဓိကအရလို Howard Shah ဟာ Starbucks ရဲ့ CEO ဖြစ်လာခဲ့ပြီးကမ္ဘာအကြီးဆုံး coffee ဆန်ခွဲကိုဖန်တီးဖို့သူ့ event ချက်အိမ်မက်ကိုစတင်ကောင်းတယ်ကိုပြောခဲ့ပါတယ်။သူ့ဦးဆောင်မှုအမှ Starbucks ဟာအလင်းမြန်ချဲ့ထွင်ခဲ့ပါတယ်။1989ခုနှစ်မှာမူလ logo ကိုခင်မီစမ်းသက်အောင်ပြောင်းလဲခဲ့ပြီးအညိုရောင်စားစိန်လန်းတဲ့အကြောင်းတုံးခဲ့ပါတယ်။လက်သမီးရဲ့ပုံကိုလည်း promotion လေးအောင်ပြောင်းလဲခဲ့ပါတယ်။ Starbucks coffee ဆိုတဲ့ဆန်ခွဲနဲ့စာတန်းကိုလည်းထည့်သွင်းခဲ့ပါတယ်။ ဟာဝမ်ရှာဟာကော်ဖီဆိုင်တွေကိုယူကော်ဖီတောက်တဲ့နေရာထက်လူတွေအားယူနိုင်မယ်တကယ်ချင်းနေတွေ့ဆုံနိုင်မယ်အလုပ်လုပ်နိုင်မယ်အသက်တောင်းတတာရှိတဲ့နေရာဖြစ်ဖန်တီးခဲ့ပါတယ်။ထိုင်ကုန်တွေနောက်ခံဒေဂီတာတွေအခမ်းအနားဖန်တီးပါပါတယ်။ထောက်ကောက်96မှာဂျပန်မှာပထမဆုံးနိုင်ငံတကာဆိုင်ကွဲကိုဖွင့်လှစ်ပြီးဥရောပနဲ့တရုတ်ပါဝင်ကမ္ဘာတဝန်းကိုလှည့်မြောင်းပြန့်နှံ့ခဲ့ပါတယ်။ Strawberry Omnu ဟာအချက်များဆုံးပုံမူတည်ပါတယ်။ရေသွေးမြင့်ကော်ဖီကိုတုံးခြင်းအစကတည်းကရေသွေးမြင့်ကော်ဖီစီးတွေတုံးပြီးပြည့်ရပါတယ်။နောက်ဘက်နှစ်ကဖောက်တဲ့အတွက်ကြောင့် ကော်ဖီတောက်ရုံတမကစံတွင်းပတ်ဝန်းကျင်ဝန်ဆောင်မှုနဲ့ကော်ဖီရှော့ဆက်တဲ့တွေ့ကြုံမှာလေးထားပါလိမ့်။နောက်တစ်ခုကတီထွင်ဆက်သက်မှုပါ။လက်တေးအပချီနိုအစားရှိတဲ့နည်းမျိုးကြောင့်ကော်ဖီဖျော်ရည်နဲ့မိတ်ဆက်ခဲ့ပါတယ်။ဝန်ထမ်းတွေကိုလေးထားမှုပါ။ဝန်ထမ်းတွေကိုပါတနာလို့ခေါ်ပြီးကျန်းမာရေးဆောင်ရှောက်မှု Store Share အစီအစဉ်လေးပေးရခဲ့တဲ့ပထမဆုံးအမေရိကန်ကုမ္ပဏီတွေကတခုပါ။ဒီနေ့ခေတ်မှာ Starbucks ကုမ္ပဏီဟာကမ္ဘာတော်မှာနိုင်ငံပေါင်း80ကျော်မှာစိုင်ပေါင်း3200ကျော်နဲ့ကမ္ဘာကြီးဆုံးကော်ဖီဆိုင်ဖြစ်လာပါလေ။ 2012မှာ Starbuck ဟာသူ့ရဲ့ logo ကိုထပ်မံရွေးချယ်အောင်ပြောင်းခဲ့ပြီးနာမည်ကိုပါဖယ်ရှားလိုက်ပါတယ်။အခုဆိုရင်နှစ်သမီးရဲ့မျက်နှာတစ်ခုတည်းကိုတော့မြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီ logo ဟာကဘာတဝက်လုံးမှာချက်ချင်းမမြင်နိုင်တဲ့အမှတ်အသားဖြစ်နေပါပြီ။ Starbuck ရဲ့တမန်ကြောင့်အာရိုးရိုး coffee စီးရောင်းတဲ့စိုင်လေးကလည်းကဘာလူမှုရေးကြိုးရဲ့အစိပ်အပိုင်းဖြစ်လာအောင်ဘလို့လောက်ခဲ့လဲဆိုတာအမှတ်ခံပဲဖြစ်ပါလိမ့်။